ဒီကနေ့မြန်မာစာပေ page ကနေတင်ဆက်ပေးမယ့်ခေါင်းစဉ်လေးကတော့ဆံမဂျူရဲ့လူတွေကကျမကိုအမျိုးသမီးဆွမ်းဆောင်မှုအဓိကဆိုတဲ့တစိုက်ကိုကတ်ကြရဲဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်။အမျိုးသမီးတွေရဲ့အုံနောက်ကမိဘတွေမှာတာသမီးပြုစုရေးထဲမှာနေရတဲ့အခါတုံးရတဲ့အခါများလာတော့မထက်တာတွေတော့ရှိပါတယ်။အုံနောက်ဆိုတာဓာသွေးကြောင့်နဲ့ဓာဥပမာလိုပါပဲ။ ခဏခဏသွေးပြီးတော့၃ပါများမှဓာကထက်တာပါကျမတို့မိန်းကလေးတွေကိုလည်းအဲ့ဓာတွေကိုပြန်ပြီးသွေးစေခြင်းနဲ့မိန်းကလေးတိုင်းမိန်းကလေးတိုင်းကိုပညာတက်စေခြင်းနဲ့အ ਨੇ ဆုံးတောရွာမှာရှိတဲ့မိန်းကလေးတယောက်လေးတန်းဆိုရင်တော့အပေါင်းတို့မြောက်စာတက်ပြီးသူ့ဈေးရောက်ဈေးဝယ်တာတွေအတွက်ပတ်စံအံဖို့ပြန်ယူဖို့ စက်ချုပ်မယ်ဆိုရင်တော့ကိုခန္ဓာကိုပေကျိုးနဲ့တိုက်လို့ရပြီအဲ့လိုဆိုရင် သူတို့ရဲ့ဘဝဟာဘလောက်များပိုပြီးတော့ချုံးမွေးလိုက်မလဲမိန်ကလေးတွေဟာတေစာရှင်စာမကအပေါင်းအနှုတ်အမြောက်အစားကဘာကြီးဟာဘလို့ရှိလဲပထဝီအနေထားကဘောဘလို့လဲတမိုင်းဖြစ်ပျက်တွေကိုသိဖို့မိန်ကလေးတွေဟာ အခြေခံပညာတော့တတ်တဲ့နယ်လို့ကျမကတော့ယူဆပါတယ် ဒါကြောင့်ကျမဟာဂျန်တာနဲ့ပတ်သက်တဲ့အရေးလေးတွေကိုအရေးများတာဖြစ်ပါတယ်လို့ဆိုထားပါတယ်။စာရေးဆရာမကြီးဂျူးဟာ စာပေဟောပြောပွဲတစ်ခုမှာ အထက်ပါစာပိုက်ကို သူမရဲ့စာပေအရေးသားနဲ့ပတ်သက်ပြီးမျှဝေပေးခဲ့တာပါ။ဆရာဝန်လည်းဖြစ်စာရေးဆရာမကြီးလည်းဖြစ်တဲ့ဂျူးဟာ1958ခုနှစ်စက်တင်ဘာလ20ရက်နေ့ရေနံကျောင်းမြို့စနေနေ့မှာ ဝေးဖွားခဲ့သူ ဖြစ်ပြီးတော့နာမည်အရင်းကတော့တင်တင်ဝင်းပဲဖြစ်ပါတယ်။ဂျူးရဲ့စေးချောင်းသူဘဝမှာပဲမန္တလေးစေးတက်ကသူနှစ်ပတ်လည်မဂ္ဂဇင်းမှာဂျာသွေးရင်ထဲမှာမောက်ကူထားရခဲ့ဝိထုတို့နဲ့ပထမဆုံးပုံလေးဖော်ပြခြင်းခံခဲ့ရပြီးစာပေလောကတွေကိုချင်းနှင်းဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။1980ကျော်မြမစာပေလောကမှာလက်မထက်ခင်အတူပေါင်းသင်းနေထိုင်တာကိုရေးသားတဲ့ အမတ်တရစာအုပ်ရဲ့ဖန်တီးရှင်ဆိုတာမျိုးဆရာမရဲ့စာပေအရေးသားတွေဟာအမျိုးသမီးတွေရဲ့စွမ်းဆောင်မှုကိုအဓိကဆိုတဲ့တုံးတက်မှုမျိုးတွေနဲ့ဂျူးဟာမတူညီမှုစမ်းသိမှုတွေနဲ့စာပေလောကမှာတချိန်လုံးနေရာယူလာခဲ့တာပါအဲ့ဒီနောက်ဆရာမဂျူးကအမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို ပိုပြီးမြင့်တင်တဲ့စာပေမျိုးကိုကျမဘာကြောင့်ရေးသလဲဆိုတဲ့နောက်မှာကျမရဲ့ဘေးပတ်ဝန်းကျင်မှာ ကျမကိုပြန်ပြီးရိုက်ခတ်နေတဲ့လှိုင်းတွေက အများကြီးပါပဲလို့သူမရဲ့စာပေအရေးသားထဲမှာထည့်သွင်းဖော်ပြတတ်တဲ့အမျိုးသမီးနဲ့အမျိုးသားဒန်းလူညီညွတ်ရေးအကြောင်းကိုရှင်းပြထားပါသေးတယ်။ဆရာမရဲ့မိခင်ဖြစ်သူဟာငယ်စဉ်ကစာရေးဆရာဒူဝွန်ရဲ့မဟာလာဝိတုကိုပေးပတ်ခဲ့တဲ့အချိန်ကနေစပြီး စာရေးဆရာနဲ့ဝိတုအတတ်ပညာကိုစိတ်ဝင်စားလာပြီးတော့စာရေးဆရာတယောက် ဖြစ်ချင်လာခဲ့တာပါအဲ့ဒီနောက်မှာတော့ဆီယမားရဲ့ယူရချက်ကတက္ကသိုလ်တခုခုမှာဆီယမားအနေနဲ့လောက်ကရင် စာရေးဆီယမားတယောက် ဖြစ်လာဖို့ပါပဲဒါပေမဲ့ဆီယမားကမန္တလေးစီးတက္ကသိုလ်ကိုသာတက်ရောက်ခဲ့ပြီးတော့1983ခုနှစ်မှာပဲ MBBS ဘွဲ့ကိုရရှိခဲ့ပြီးဆရာဝန်ဖြစ်လာခဲ့ပါတယ်။ဆရာမဟာ1981ခုနှစ်ရှုမဝမဂဇင်းပါတက်ငင်ချီ ချစ်ကိုယ်တွေဝိထုတို့ကိုရေးသားပြီးတော့စာပေနယ်တို့စတင်အခြေချနိုင်ခဲ့တာဖြစ်ပြီးတော့နောက်ထပ်6နှစ်အကြာပထမဦးဆုံးလုံချင်းဝိထုဖြစ်တဲ့အမတ်တရကိုစတင်ထုတ်ဝေရမှဝေဘန်ခံရသော စာအုပ်ဆိုတဲ့သုံးလုံးချက်တွင်လည်းအောင်မြင်တဲ့စာရေးဆရာမတယောက်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ဂျူးဟာမဟေတီတကုံဟန်ချက်ချယ်ရီကလျာစပယ်ဗျူစတဲ့မဂဇင်းတွေမှာလည်း ဝိထုတို့မဂ္ဂဇင်းဝိထုရှင်နဲ့ဆောင်းပါးတွေကိုရေးသားခဲ့ပါတယ်1994ခုနှစ်မှာတော့ကိုယ်တိုင်ထုတ်ဝေသူဖြစ်လာခဲ့ပြီးဂျူးစာပေတိုက်ကိုတီထောင်ခဲ့ပါတယ်ရုပ်ရှင်အဖြစ်အသွင်ပြောင်းခဲ့တဲ့ဂျူးရဲ့ဖန်တီးမှုတွေကတော့ကြာတော့ဒီလဲမောင်စကားကြေမွသွားသောတိမ်တိုင်များအကြောင်းပင်လယ်နှင့်တူသောမိမများမရှိမဖြစ်မှုမြစ်တို့ဤမာယာ ကျင်းစင်တရာကမ်းပါနှင်းပြူမိမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်တဝူတဲ့တော့သာစရာတွေပဲ ဖြစ်ပါတယ်ဂျူးစာပေတိုင်းမှာတော့အယောင်များနဲ့ကစားခြင်းဝိတုတို့ပေါင်းချုပ်အပါဝင်ဝိတုတို့ပေါင်းချုပ်ခုနှစ်အုပ်ကျမချစ်တော်မျိုးတစ်မျိုးကျမချစ်တော်နိုင်ငံကျမချစ်တော်ကဘာမြင်နဲ့အစိမ်းရောင်အမွေနဲ့စားတဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးဆောင်ပါစာအုပ်လေးအုပ်ကိုရေးသားထုတ်ဝေခဲ့တာပဲဖြစ်ပါတယ် မြန်မာစာပေနဲ့နိုင်ငံတကာစာပေအကြောင်းကိုတော့ဆရာမရဲ့ကျမဖတ်ခဲ့သောစာအုပ်များမှာတွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ဆရာမဟာနိုင်ငံတကာရေးရနဲ့ပတ်သက်ပြီးတော့လဲအမုန်းကြောင့်ဖြစ်စီသောစစ်ပွဲများ အောက်ခြေတန်းတထောင်စတဲ့စာအုပ်တွေကိုရေးသားထုတ်ဝေခဲ့ပါသေးတယ်။ဆရာမဂျူးရဲ့2018ခုနှစ်ဇူလိုင်လကနောက်ဆုံးထုတ်ဝေခဲ့တဲ့တက်တန်တို့ဖြင့်ရက်ဖွဲ့ချစ်သူရဲ့ခြုံလွား အမည်ရှိတဲ့စာအုပ်ဟာအမျိုးသားစာပေစုဝိထုရှိချင်းမြင့်ချင်းကိုခံခဲ့ရတာဖြစ်ပြီးတော့ဂျူးရေးသားခဲ့တဲ့ဝိထုတွေကရိုမန်တစ်တစီမြန်မာမျိုးသမီးစာရေးဆရာမ12ဦးကို1986ခုနှစ်မှာတော့၎င်းအဝေးကြီးမှန်ပြောင်းငကြက်ကိုဆောင်ကလောင်ကိုဆွဲကို1988ခုနှစ်မှာတော့၎င်းဂျပန်ဘာသာသို့ပြန်ဆိုခဲ့ကြပါသေးတယ်။ ရွှေရှာတာမဟုတ်ဘူးဝေရှာတာမဟုတ်ဘူးအချိုးရှာတာပါကိုကိုရဲ့အချစ်ဆိုတာဒါလားဘီယာလိုပဲခားတယ်နော်ကျမတက်သစ္စာတော်ကရေးခဲ့တဲ့ကြပြားလေးတွေကရွေးချယ်ခံခဲ့ရပြီးတော့မဂ္ဂဇင်းမှာပါလာပြီးဆိုပြီးစေချောင်းက ကျမတငယ်ချင်းတွေကိုလိုက်ပြမိတော့ယောက်ျားလေးတငယ်ချင်းတွေကအပြစ်တင်ကြတယ်ဘီယာဆိုတာပကားဘူးလေဟဲ့အဲ့တော့ကျမလဲစဉ်းစားတာပေါ့ကျမက ကျမရေးတဲ့စာအုပ်တွေကိုဆရာချေဦးညိုတို့ရေးသားသလိုကိုရေးမဲ့စာပေရဲ့တမိုင်းချောင်းနောက်ခံကိုအသေးစိတ်တိကျဖတ်လေ့လာပြီးမှဖန်တီးရေးကျင်နေသူပါအဲ့ဒီကလေးကလည်းအဲ့ဒီလိုအကျင့်မျိုးရှိခဲ့ပါတယ်ကျမတေချာလေ့လာခဲ့ပါတယ်ဘီယာကိုတကယ်တောက်ပြီးမှ သူ့ရဲ့အရာသာကိုတကယ်တိမှကျမရေးခဲ့တာပါကျမတော်တော်ဘီယာကခားပါတယ်ဒါပေမဲ့ ကျမတငယ်ချင်းတွေကအပြစ်တင်တာနဲ့ကျမစိတ်ထဲမှာမတင်မကြဖြစ်သွားတာနဲ့တေးကြအောင်နောက်ထပ်တစ်ခွက်ထပ်တောက်ကြည့်ဖို့ဖြစ်သွားပါတယ်။ကျမနောက်ထပ်တစ်ခွက်ထပ်တောက်ကြည့်လိုက်ပါတယ်။အဲ့ဒီမှာထူးဆန်းတာတစ်ခုတော့တွေ့ရပါတယ်။ပထမတစ်ခေါက်ကတော့ဘီယာဟာမခါတော့တာပါပဲ။အဲ့လိုနဲ့နောက်ထပ်တစ်ခွက်၃ခွက်လောက်တော့တောက်ပြီးတဲ့အချိန်မှာကျမတိတ်သွားပါတယ်။ ဘီယာဆိုတာမခားပါဘူးအဲ့ဒါတိတိချင်းမှာကျမရေးပြီးသားကဗျာကိုကျမသာတက်နိုင်မယ်ဆိုရင်ပြန်ပြင်ကျင်စိတ်ကို ပောက်သွားပါတယ်လို့ဆံမကျူးဟာ သူမရဲ့အတွေ့အကြုံကိုအရှုံးဖောက်ပြီးတော့ပြန်လည်မျှဝေခဲ့ပါသေးတယ်ဆံမကျူးဟာ သူ့ခစ်သူ့ခါလိုက်သူမရဲ့ပွင့်လင်းလွတ်လပ်တဲ့အတွေ့အခေါ်တွေကိုယိုယိုတတပုံဖော်ပြီးတော့စာဖတ်ပရိသတ်တွေစီကို ပိုင်ပိုင်နိုင်နိုင် စီးဝင်နိုင်စေတယ်လို့ဆိုလို့ရပါတယ်။ဆ iam ကျူးဟာသူမရဲ့စာပေနယ်ပယ်တွေမှာတော့အမျိုးသမီးနဲ့အမျိုးသားတန်းတူညီများရင်အမျိုးသမီးတွေရဲ့အခွင့်အရေးအကြောင်းတွေကိုစာပေနုပညာနဲ့စနစ်တကျအတံပြုဖြစ်အောင်ပြနိုင်တဲ့စာရေးဆ iam ကြီးတူဖြစ်တယ်လို့ယနေ့ထိတိုင်အောင်လဲလူငယ်တွေနဲ့အမျိုးသမီးတွေပေါ်ကိုတိတာစွာလှုပ်ခတ်လွှမ်းမိုးနိုင်တဲ့ကလောင်ရှင်အူပဲ 别怕，好吗？